မွန်ပြည်နယ်ရေးမြို့နယ်ဗရောင်းကျေးရွာနီးမှာနိုဝင်ဘာ25နဲ့28ရက်နေ့တွေအတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကအနီးကပ်တိုက်ခိုက်ရာစစ်သား9ဦးသေဆုံးပြီး9ဦးထဲမှနေဒဏ်ရာရရှိခဲ့ကြောင်းတပိရွှေတိကိုကြိုက်ပြည်သူ့ကာကွယ်တပ်မှတာဝန်ရှိသူတို့ကဒီကနေ့အတည်ပြုပါတယ်။နိုဝင်ဘာ25ရက်မွန်လွဲတနအိခန့်မှာစကခ16လက်အောက်ခံတပ်များအင်အား150ခန့်နဲ့ဗရောင်းကျေးရွာနီးကိုစစ်ကြောင်းထိုးလာစဉ် ပထမအကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်သား၃ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီနောက်မွန်းလွဲ2:50ခန်းမှာဗရောင်းပြားအနီးဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ရာစစ်သား၂ဦးသေဆုံးပြီး၁ဦးဒဏ်ရာရရှိခဲ့ပါတယ်။နိုဝင်ဘာ28ရက်မနေ့6:00ခန်းမှာလည်းဘဲလမှုရွာအပြင်ဘက်ကျိုးတရာအနီးမှာတတိယအကြိမ်တိုက်ပွဲဖြစ်ပွားပြီးစစ်သား၂ဦးသေဆုံး၂ဦးထပ်မံဒဏ်ရာရရှိခဲ့ပါတယ်။ ိုက်ပွဲ၃ကြိမ်ဇက်တိုက်ဖြစ်ပွားတာစစ်ခွေး9កောင်သေးပြီး9កောင်ဒဏ်ရာရတယ်ကျွန်တော်တို့ဘက်ကအထီးအခိုက်လုံးဝမရှိပါဘူးလို့ဆိုပါတပ်ဖွဲ့ရဲ့တာဝန်ရှိသူကဆိုပါတယ်တိုက်ခိုက်မှုများကို KNN နေတပ်မဟာ6တိုက်ရဲ29ခွဲ1တပင်းရွှေထီးကိုကြိုက်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ယူဟာ33ချင်းမုံရဲတပ်ခွဲတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်အလားတူသခိုင်းတိုင်းမုံရွာမြို့နယ်မုံရွာချောင်းဦးလမ်းပိုင်း ့မြမမန်တိုင်း73စီဆိုင်ဒီမှာနိုဝင်ဘာ26ရက်မနက်8နာရီခွဲခန့်ကပြည်သူတွေထံကဆက်ကြီးကောက်ခံနေတဲ့အကျန်းဖက်စစ်တပ်ရဲ့ဂိတ်ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတအူနေရာမှာတွင်တေဆုံးပြီးနှစ်ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း Area 71 Local People Defense 4မုံရွာအဖွဲ့ကောင်းဆောင် ကိုထွန်းကအတည်ပြုပါတယ်အဲ့ဒီနေ့ကစစ်ခွေးတွေကခီးတဲ့တွင်ကားတွေကို တားပြီးတော့ပြည်သူတွေကိုမိုင်းရှင်းခိုင်းနေတာမြင်တွေ့ခဲ့ရတယ်။ဂိတ်မှာလမ်းပေါ်တက်ပြီးပဆန့်တောင်းနေတာခုနှစ်ကောင်လောက်ရှိပေမဲ့ကင်းပုံးချထားတဲ့အင်အားက30လောက်ရှိတယ်။ကျွန်တော်တို့အလစ်ဝင်ပစ်တာသူတို့အင်အားထတ်တိုးလာလို့ပြန်ဆုတ်ခဲ့ရတယ်လို့၎င်းကဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Area 71 LPDF မုံရွာချင်းတွင်ဒိုင်းနမိုက်စာလင်ကြီးနဲ့ Golden Peacock Attack Force တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ရှင်